မင်္ဂလာပါကျွန်တော်တို့ရဲ့1001 YouTube Channel ကနေကြိုဆိုလိုက်ပါရယ်ခင်ဗျာဒီနေ့မှာတော့လူအလိုနံမလိုက်နိုင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခုလိုမျိုးဗီဒီယိုတွေကိုနှစ်သက်တယ်ဆိုရင်တော့1001 Channel ကို Like and Subscribe လုပ်ပြီးအားပေးကြပါဦးတခါကရွာလေးတစ်ရွာမှာမောင်ငယ်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတဲ့သူကထင်းခုတ်အလုံးနဲ့အသက်မွေးဝမ်းကြောင်းရင်းအေးချမ်းစွာနေထိုင်နေပါတယ် တရက်မှာတော့သူဟာတောထဲထင်းခုတ်သွားရင်တောနဲ့ထဲအထီးတတိမထားမိပဲသွားလိုက်မိတဲ့အဲ့ချိန်မှာပဲညနေကလည်းစောင်းလာတာကြောင့်သူဟာတောနဲ့ထဲလမ်းပြောင်းနေပါတော့တဲ့အဲ့ချိန်မှာပဲသူတစ်ပင်တပင် အောက်ကိုဝင်ပြီး သူဟာရိုးသားစွာနေထိုင်စားတောက်တဲ့လူငယ်လေးဖြစ်ကြောင်းတစ္ဆာပြုပြီးတောဆောက်နဲ့သမီးကိုတိုင်တီလိုက်တဲ့အဲ့ချိန်မှာပဲသူ့ရဲ့တစ္ဆာစကားကြောင့်တောဆောက်နဲ့သမီးလည်းကိုထင်ပြလာပါတော့တဲ့ Oh! ောဆောင်နတ်သမီးကမောင်ငယ်ကိုလိုရာစု၃စုတောင်းစီပါတယ်ပထမဆွေလာအနေနဲ့မောင်ငယ်ကတော်ရဲလမ်းပြောက်ထားပြီးဘာမှမစားရသေးတော့စားကောင်းတောက်ဖွဲ့တွေကိုစားရဖို့ကိုစုတောင်းပါတယ်တောဆောင်နတ်သမီးကလည်းမောင်ငယ်ရဲ့စုတောင်းကိုကြားပြီးတဲ့နောက်မောင်ငယ်ရှိကိုလက်ညှိုးညွှန်လိုက်တဲ့အခါမှာအစာတောက်တွေအပြည့်တင်ထားတဲ့စပွဲတစ်ခုဟာပေါ်လာပါတော့တယ်။မောင်ငယ်ကလည်းအာရဝန္တာစပွဲပေါ်ကအစာတောက်တွေကိုမြင်ရှက်ရေစားပါတော့တယ်။ မောင်လေဟာစားတောက်ပြီးတဲ့နောက်ဒုတိယဆုအနေနဲ့အိမ်ပြန်တဲ့လမ်းကိုမြင်ရဖို့ဆုတောင်းပါတယ်။နတ်သမီးကလည်းဒုတိယဆုတောင်းဖြစ်တဲ့အိမ်ပြန်လမ်းကိုမြင်ရဖို့အတွက်နေရာတစ်ခုကိုလက်ညှိုးနဲ့ညွှန်လိုက်တဲ့အခါအဲ့နေရာကနေမောင်ငယ်အိမ်ကိုတိုက်ရိုက်ရောက်တဲ့အထီးလမ်းတစ်ခုပေါ်လာပါတော့တယ်။မောင်ငယ်လည်းဝမ်းသာသွားပြီးအိမ်မပြန်ခင်နောက်ဆုံးတတိယဆုတောင်းကိုတောင်းလိုက်ပါတော့တယ်။အဲ့ဆုတောင်းကိုကြားတဲ့အခါတောဆောင်နတ်သမီးလည်းမျက်လုံးပြူလာပါတော့တယ်။ အဆုတောင်းကတော့ဘယ်အရာမဆိုလို့တရားတဲ့တော့စောင့်နေသမီးရဲ့လက်ညှိုးကိုတောင်းလိုက်တာပါတော့စောင့်နေသမီးလည်းမျက်လုံးပြူးသွားပြီးလူအလိုနဲ့မလိုက်နိုင်ဆိုတာဒါပါလားလို့ရေရွရင်းပြောက်ွယ်သွားပါတော့တယ်မောင်ငယ်ကတော့အိမ်ပြန်လန်းတိုင်းပြန်ခဲ့ပြီးနောက်နေ့တွေမှာနေသမီးကိုထပ်တွေ့ရဖို့ကြိုးစားပေမဲ့ဘယ်တော့မှမတွေ့ရတော့ပါဘူးတဲ့ကွယ်